အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့တော့ဆရာကိုရုကွန်ရဲ့ဘဝတကွေးဆိုတဲ့ဝတ္ထုတူဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်။ဘဝအကွေ များစွာရှိသည့်အနေဘဝတကွေးတွင်ကြီးကြီးမြတ်ကိုဤသို့ဤပုံဖြင့်တွေ့မြင်ရလိမ့်မည်ဟုလုံးဝမထင်မှတ်ခဲ့ပေ။ကြီးကြီးမြတ်ဟုခေါ်သောအတော်ကြီးသည် ကျွန်တော်နှင့်ဆွေမျိုးနီးစပ်မတော်ကျွန်တော်ကသာကြီးကြီးမြတ်ဟုသိတော်လဲ ကြည်ကြီးများကကျွန်တော်ကိုတိမိမဟုတ်ကြည်ကြီးများကိုတော့ကျွန်တော်တို့တရက်ွက်လုံးကတိကြပါသည်စိန်ကုံးတဲ့ရွှေကုံးတဲ့ဟု ပြောစရာမလိုပဲခြံဝန်းကြီးနှင့်တိုက်တာကြီးကိုကြည်ယုံဖြင့်လူချမ်းသာဟုတိကြသည်သို့တော့မြည်မြချမ်းသာသည်တော့မသိကျွန်တော်တို့ရက်ွက်တွင်ကြည်ကြီးများကအချမ်းသာဆုံးဖြစ်သည်ကျွန်တော်တို့မန္တလေးတွင်ရခင်ကကျုံးရီတွင်ဟုခေါ်သော ရည်တွင်များကိုလမ်းတောင်များ၌ထားရှိသည်ကျုံရည်တွင်သည်တဘာဝရည်ကြီး အလိုလျောက်ထွက်သောရည်တွင်မဟုတ်ပေလေးတောင်အုတ်ကံပြုတ်လုပြီးကျုံထဲမှရည်ကိုပိုက်ဖြင့်တွယ်တန်းပေးထားသောရည်တွင်ဖြစ်သည်မန္တလေးကျုံထဲမှရည်ကိုမြေအောက်ပိုင်းလိုင်းရှိရာတခြားပို့လွှတ်သည်လမ်းထိပ်များတွင်ကျုံရည်တွင်များကိုရခင်မန္တလေးမြူနစ်စပယ်ကပြုတ်လုထားခဲ့သည် ကြည်ကြီးများတို့အိမ်ရှိကလမ်းထိပ်တွင်လဲကျုံရီတွင်ရှိသဖြင့်ကျွန်တော်သည်အိမ်အတွဲတောက်ရီသုံးရီကိုနေ့စဉ်တွားရောက်ခက်ယူရသည်ရေချိုးအဝတ်လျှော်လိုလင်လဲကျုံရီတွင်မှပင်ချိုးနိုင်လျှော်နိုင်သည်ကျွန်တော်သည်ရေဆွဲရလွန်းသဖြင့်ကျန်းထော်နေသောလက်ဖွားနှစ်ဖက်ကိုပုံရင်းကြည်ကြီးများတို့၏ခံရသောအိမ်ကြီးနှင့်ကျင်ဝန်းသောခြံဝန်းကြီးကိုငေးမောကြည့်ရှု၍အားကြခြင်းတက်မဲ့ခြင်းတို့ဖြစ်ခဲ့ဘူးသည် ဝင်းထျန်ကြီးကမြင်ချင်းခိုင်ခက်ခြင်းကြောင့်ချန်နေကို အပြင်းမှကောင်းကောင်းမမြင်ရချန်နေမှကားပြင်းထွက်လာတော့ကြည်ကြည်မြကိုတော့မကြခဏမြင်ဘူးသည် အသက်40ကျော်အရွယ်ကြည်ကြည်မြသည်ဂုံကျက်သည်နှင်းပြည့်စုံသည် အပြူကြီးတယောက်ထိဆူသွန်လေးပြုစုဖေးမမဲ့သူများပေါများသည်ကြည်ကြည်မြအပြင်းထွက်လျင်တူတူမှအချွေရနှင်း တပည့်တပန်းများကနောက်မှကားနှစ်စီးနှင့်ပါသည်ထို့ကြောင့်ကျွန်တော်နှင့်ကျွန်တော်တို့တရက်ွယ်လုံးကជីជីမြကိုတည်တော်လဲជីជីမြကကျွန်တော်တို့ကိုတည်မီမဟုတ်ပါကျွန်တော်အထက်တန်းចောင်းသားဘဝတွင် ကျွန်တော်တို့ရက်ွယ်မီးလောင်သည်အကျော်လေးလေးဤမီးကျွေးမိကျမှာဆလိုက်တော့မီးတောင်ငယ်သည်နှွေနေအောက်မှာကျွရွာသောဝကံအမိုးနှင့်ဝါထရံတို့ကိုဝါမျိုးစားတောက်၍ တမဟုတ်ချင်းမီးထောက်ကြီးဖြစ်သွားသည်တောင်လေတဖြူးဖြူးမှလေပွေရိုင်းတို့ကလည်းမီးထောက်ကိုပိတ်မြောက်ကစားသည်မီးထောက်မီးလုံးတို့သည်တလန်းမှတလန်းတို့တအိမ်မှတအိမ်တို့ခုံကျော်သွားသဖြင့်တခဏချင်းနှစ်ပင်ရက်ွက်အနှံ့မီးဟုံဟုံတောက်လောင်သည်ကျွန်တော်တို့မိသားစုလည်းအဝတ်တထဲကိုတစ်ခုနှင့်ခြေဥတဲ့ရပြေးရသည်မီးငိမ့်တော်မှမီးလွတ်တော့ မူလာတန်းကျောင်းလေးထဲမှာမိသားစုစုံစည်းကြသည်ကျွန်တော်တို့ရက်ကွက်နှင်းတလန်းကျော်တွင်စိုက်ပျိုးရေးချမ်းနှင်းစီချမ်းများသာရှိပြီးလူနေအိမ်တဲပါ၍အခြားရက်ကွက်များသို့မကူးနိုင်ပေမိညွန်ကျိုးခြင်းဖြစ်သည်တရက်ကွက်လုံလောင်သဖြင့်ကြီးကြီးများတို့ချဲနှင်းအိမ်ကြီးလဲပါသည်ပေါ်လူတွေပြောင်းမရှိတော့လဲជីជីမြတို့ channel ကကားသုံးစီးနှင်းခွေးတကောင်မိတဲ့ပါသွားသည်ဟု သိရသည် ကျွန်တော်တို့တရက်ကွက်လုံးလို့လို့မူလာတဲ့ကြောင်းနဲ့မှဖြစ်တယ်လို့နေ၍အခြားရက်ကွက်မှလှူဒန်းတော့ထမင်းတို့ကိုစားကြတော့လဲជីជីများတို့ကိုတော့မတွေ့မိပြီသူတို့အဖို့စင်ပင်ကျွဲလောက်တော့ကြံပီအောင်မြင်ကျွန်တော်တို့မှတထောင်စားခွက်ပြောက်တယ်လို့နေစရာဆုံးရှုံးခဲ့သည်ရက်ွက်သေးတွင်အိမ်ငှားနေထိုင်ကြသောကျွန်တော်တို့မိသားစုမှမိလောင်သည့်အခါနေစရာပြန်လည်မရတော့ပေ ကျွန်တော်တို့မိသားစုသည်မန္တလေးမြို့ပြင်သို့ပြောင်းရွှေ့ခဲ့ကြသည်ဘဝအချိုးကွင်းများစွာကြုံတွေ့ပြီးနောက်ကျွန်တော်တို့ညီကိုမောင်နှမအားလုံးလည်းဘွဲ့ရကြောင်းပြီးသွားကြသည်အလောက်ဂိုင်းတွေရအိမ်အောင်တိတိကြပြီးကိုအိုးကိုအိမ်နှစ်ဖြစ်ကြသည်တချို့ကမန္တလေးမှကျန်သည်တချို့ကမြစ်ကြီးနားတချို့ကတောင်ကြီး စသဖြင့်ရေကြီးရမျက်နှာမှာနေထိုင်ကြသည်ကျွန်တော်ကကေတီဟုခေါ်သောတယုံနှင့်အတူတာဝန်ထမ်းဆောင်သောအမျိုးသမီးနှင့်အိမ်နောက်ကျ၍ရန်ကုန်မှအခြေချနေထိုင်သည်တနေ့တွင်မန္တလေးမှဆွေမျိုးသားချင်းလိုခင်မင်သောမောင်နှမနှစ်ယောက်ရောက်ရှိလာသည် ထောက်ကျန်တွင်နေသောအတော်တယောက်ထံသွားခြင်းသည်ဟုပြောသဖြင့်ယုံပိရက်တွင်ကျွန်တော်တို့ဇနီးမောင်နှံကလိုက်ပို့ချသည် အငါကားပေါ်တွင်စကားဆက်မိရာပြောရင်ကျွန်တော်ကထောက်ကျင့်ဟာမောင်လွင်တို့အတော်ဆိုတာဘယ်သူလဲအတော်အရင်မဟုတ်ပါဘူး။အော်ကိုနှစ်ဦးလည်းသိပါတယ်။ကျွန်တော်တို့လမ်းထိပ်မှာနေသွားတယ်ကြည်ကြည်မြ။ကျွန်တော်အသီးစိတ်တွင်ဇဝေဇဝါဖြစ်နေသဖြင့်ဘယ်ကြည်ကြည်မြလဲတိတ်မမှတ်မိဘူး။လမ်းထိပ်ကချိန်ကြီးမှာနေတဲ့စိန်ကုံတဲ့ကြည်ကြည်မြပေါ့။ နှစ်ပေါင်း40ကျော်ဝေးကွာခဲ့သောကြီးကြီးများသည်အာယုန်နေသို့စက္ကန့်ပိုင်းအတွင်းဖြတ်ခနဲဝင်ရောက်လာသည်။အော်ဟုတ်လားသိရပါတော့ကွာ မတွေ့လာကြပြီနော်။ငါတို့15နှစ်သားလောက်ကရက်ကွက်မီးလောင်ပြီးရွှေ့သွားတာဆိုတော့နှစ်ပေါင်းမနည်းတော့ဘူး။အနှစ်40လောက်ရှိမယ်ထင်တယ်။အင်းအနှစ်40အတွင်းမှာ ကြီးကြီးများလဲလောကရန်ကိုအတော်ခံရပါတယ်။ကိုနှင်းဦးတို့ရက်ကွက်မီးလောင်ပြီးတော့ ကိုနှင်းဦးတို့ဟာမြို့တစ်ကိုရွှေ့သွားတယ်နော်။ជីကြီးများမီးလောင်တဲ့တိုက်ကိုဖျက်ပြီးတိုက်သည်ပြန်ဆောက်တယ်။တိုက်ဆောင်နေတုန်းမှာជីကြီးများအဖေရဲ့အမြောင်မရအောင်မွေးတဲ့သားဆိုတဲ့လူပေါ်လာပြီးအမွေတောင်းလို့တရားတွေဘာတွေဖြစ်လိုက်ကြသေးတယ်။နောက်တော့အမှုကြီးအေးပြီးအဲ့လူကိုစေသိန်းလားမသိဘူးပေးလိုက်ရတယ်တဲ့။အဲ့ဒီခေတ်ကစေသိန်းဆိုတာဘယ်နည်းလိမ့်မလဲကိုနှင်းဦးရဲ့။ជីကြီးလည်းစိတ်ညစ်ပြီးတိုက်ဆက်မဆောက်တော့ဘဲ တရုတ်ကိုရောင်းလိုက်တယ်။နန်းရှိဘက်မှာမြေဝယ်ပြီးစောက်တယ်တဲ့။နောက်ပိုင်းမှာជីជីမြစီးပွားရေးကတိတ်မကောင်းတော့ဘူး။အပြိုကြီးမလား။ဟိုတူတူမတွေလာယူလိုက်ဒီလူညာယူလိုက်လိန်သွားလိုက်တရားဆွဲလိုက်စစ်ညစ်လိုက်နေငွေကုန်လူပန်းဖြစ်တာမနေဘူး။နောက်ဆုံးတော့စီစဉ်ဥစ္စာတွေအားလုံးကုန်ဆုံးပြီးထောက်ကျန်ဘက်ကဖုံးတော်ကြီးကြောင့်တချောင်းမှာရောက်နေတယ်လို့ကြားတယ် ဒါကြောင့်မန္တလေးမှာလိပ်စာတောင်းပြီးရန်ကုန်ရောက်တော့ဝင်တွေ့တာအခုတော့တာပေါင်းညာစားတွေတရားအောင်မရှိတော့ဘူးမချွေနိုင်လို့ရန်မဲ့လူလည်းမရှိတော့ဘူးတယောက်တည်းနေတယ်လို့ကြားတယ်မောင်နှင်စကားကိုနားထောင်ရင်းရင်းနေတင်းကျပ်လာသည်လမ်းဘေးတွင်တစ်သီးဆိုင်တွေ့သဖြင့်ကာစီယာကိုခဏရခိုင်းပြီးကြည်ကြည်များတွင်တစ်သီးတချို့ဝယ်သည် လိပ်စားပါဘုံတော်ကြီးចောင်းသူဆက်လက်ထွက်ခွာသည်ကိုရင်လေးတပါးကជីជីမြနေသောတက်သားចောင်းလေးတို့လိုက်ပို့သည်တကမိုင်းဒီမှာဧည့်သည်တွေရောက်နေတယ်တကမိုင်းတကမိုင်းကိုရင်လေးအတန်ကြောင်စိထားသောတကရွက်ပွင့်လာသည် အထဲမှ မဲမဲပိန်ပိန်အဖွားကိုတယောက်သည်ဖင်တရွတ်တက်၍ထွက်ပေါ်လာသည် ဒါဒါကြီးကြီးမြလားဖွေးဖွေးဖြူနေသောသပင်တို့ကမျက်နာပေါ်ဝေ့ဝဲကြနေသည် ဟောင်းလောင်းပေါင်းနေရွက်ကဣတွဲကြနေသည်ပါဇက်ထဲမှာသွားမရှိသောပါကခြိုက်ဝင်နေသည်နွမ်းနွမ်းကြည်ကြည်အဝိအစင်နှင့်အဖွားဦးသည်ကြီးကြီးမြဟုတ်ပါရဲ့လားဟုတန်တရားဝဲမိသည်လွန်ခဲ့သောနှစ်၄၀ကကျွန်တော်မြင်တွေ့ခဲ့မှတ်မိခဲ့သောကြီးကြီးမြနှင့် ရေနှစ်စီလို꽈ချားသည်ထိုစဉ်ကကြည်ကြီးများသည်အသက်40ကျော်အရွယ်ဂုံချက်သည်နှင်းပြည့်စုံသောအမျိုးသမီးကြီးဖြစ်သည်ခန့်ညားသည်ထဲ့ဝါသည်ဥထိတ်မှခြေပြားထိစိတ်ရွှေရတနာများတီးခဲ့သည်ရင်ကော့ကောင်းမွန်နေနိုင်သောအရွယ်ဖြစ်သည်ဖြင့်အရက်ကမြင့်မြန်မာမားရှိသည်အသားညိုတော်လဲဖြူစင်ကြည်လင်သည့်မျက်နှာကြောင့်ဝင်းပါလင်းလက်သည် တီတီချာချာရှာဖွေကြည့်တော့မှ အသက်40ကျော်အရွယ်ကမျက်ခုံမျက်လုံးနှခမ်းနှင်းနာရန်တို့ကို အသက်80ကျော်အဖွားတွင် တွေ့မြင်ရသည်ဘေးကဧည့်သည်တွေလေဒီနေ့တော့ထူးခြားတယ်ဟေမိုးတွေဘာတွေရွာနေဦးမယ်ထင်နေလာကြလာကြ အပေါ်တက်ကြအဖွားဦးကနှုတ်ဆက်ဖိတ်ခေါ်မှပင်ကျွန်တော်တို့သည်ခြေထောက်များကိုလှုပ်ရှားကြဖို့တတိယကြသည် ကိုရင်လေးကကြောင်းကြီးပေါ်သို့ပြန်ပြေးသွားသည်ကျွန်တော်တို့လေးယောက်လည်းအဖွားအုံဤတက်သားကြောင်းပေါ်သို့ဖြည်းဖြည်းညင်သာတက်ကြသည်မင်းတို့ကြည်ကျက်ထိုင်ကြဖျားရီပါတွေတော့မရှိဘူးအဖွားအိုသည်ဖင်ဒီရဆွဲသွားရမှထရန်ကြိုးစားသည်သို့သောဇရာဤဖြစည်းမှုကြောင့်ထလို့မရလေးဘက်ထောက်လျက်ကုန်းကုန်းကြီးဖြစ်နေသည်အဖွားမထပါနဲ့ ကျွန်တော်တို့ဒီမှာပဲထိုင်မယ်။မောင်လင်းကပြော၍အဖွားရှိကဖုန်အလင်းလေးနှင်ကျဲမြင်ပေါ်သို့ထိုင်ချလိုက်သည်။အဖွားသည်ကျွန်တော်တို့လေးယောက်၏မျက်နှာများကိုစစ်စစ်ကြည့်ပြီးမင်းတို့ကဘသူတွေလဲ။ဘေးကလာကြတာလဲ။မန္တလေးကလာတာပါအဖွား။ "तू ကကိုနှင်းဦးနဲ့မက်ကီတီတဲ့။တို့နှစ်ယောက်ကရန်ကုန်မှာနေတာပါ။ကိုနှင်းဦးကငငယ်ကအဖွားတို့ရက်ကွယ်မှာနေဘူးတဲ့။" မောင်တွင်ကမိတ်ဆက်စကားဆိုသည်ထို့ကြောင့်ကျွန်တော်လည်းရှေ့တူ၍ជីជីမြအနီးသို့ပို့ကက်လိုက်သည်ជីជីမြကကျွန်တော်ကိုကြည့်ပြီးမှတ်မိအောင်စူးစမ်းနေပုံရသည်မင်းဟာဘယ်အိမ်မှာနေတာလဲကျွန်တော်တို့ဟာအိမ်ကားနဲ့နေတာပါជីជីမြကျွန်တော်တို့ជីជីမြတိမှာမဟုတ်ပါဘူးជីជីမြတို့အိမ်ရှိရာကျုံရည်တွင်မှာ နေတိုင်းရေခက်ရလို့ជីជីမြောက်ကျွန်တော်ကမြင်သိနေတာပါအဲ့ဒီတော့ကជីជីမြောက်တို့ခြံနီးကအကျယ်ကြီးပဲအိမ်ကလည်းအကြီးကြီးပဲကျွန်တော်ဒီဘာရဲမဟုတ်ကျွန်တော်မှတ်မိသမျှကို ပြောနေမိသည် ကျွန်တော်စကားကြောင်လားမသိជីជីမြောက်မျက်နှာသည်ပုံမညှို့နှံသွားသည်အဲ့ဒါကជីជីရဲ့မိဘအမွေနှစ်ပေါ့ကွယ်ရွှေထီးဆောင်ခဲ့တဲ့ကာလပေါ့ ဆွေမျိုးတွေတူတွေတူမတွေနဲ့တိုင်တိုင်ဝိုင်းဝိုင်းနေခဲ့ရတာအခုတော့ဘယ်ဆွေမျိုးမှမရှိတော့ဘူးတူတွေတူမတွေလည်းမလာတော့ဘူးဒီဇီရက်ကကြီးကြီးစောက်ပြီးလှူခဲ့တဲ့ဇီရက်လေနောက်ဆုံးတော့ကိုဇီရက်မှာပဲကိုတယောက်ထင်းနေရတော့တယ်ဒါပေမဲ့ဒီမှာနေရတာလည်းအဆင်မပြေပါဘူးဖုန်ကြီးကြောင့်မဟုတ်လားဇီရတော်ကြီးကကြီးကြီးမြတ်ကို ခိုကိုရမဲ့မို့နေဝင့်ပြုထားတာဖျားရင်နာရင်မတော်နိုင်မလာနိုင်ဖြစ်ရင်ဒုက္ခရောက်ပါတယ်ပြုစုမဲ့လူလည်းမရှိဘူးသားတို့ရဲ့ကြည်ကြီးများသည်စကားပြောရင်အတန်တိမ်ဝင်သွားသည် စီကြလာသောမျက်ရည်ကိုအင်ကြီးလက်ဖျားဖြင့်တို့တုတ်သည်စားရည်တောင်ရည်ရောအဆင်ပြေရဲ့လားကြည်ကြီးများနေစာကိုဆရာတော်ကကျွေးပါတယ်ညစာကို ကပ်ပီယာကြီးကချက်ပြုတ်ပေးတယ်။စားရတောက်ရတာအဆင်ပြေပါတယ်။ဒါပေမဲ့ရေရှည်မှာဘယ်ကောင်းမှမလဲ။မတင့်တော်မှန်သိပေမဲ့ជីជីမှာသွားစရာလာစရာ နေစရာမရှိဘူး။မင်းတို့မှာနေစရာများရှိရင်ជីជីကိုပို့ပေးစမ်းပါ။ជីជីများသည် ရေနစ်သူကမိယာကိုဖန်းကင်ဆွဲတကယ်တော့ကျွန်တော်တို့ကိုအားကိုးတကြီးစုပ်ကင်သည်။ ကျွန်တော်တို့မှာဗဇက်ထင်းအာစိထထားသလိုဟာလို့မရပြောလို့မရနောက်ဆုံးတွင်ပါလာသောတတိများဖြင့်ជីကြီးများကိုကြော့ပြီးနှစ်သိမ့်စကားဆိုခဲ့သည်ခုချက်ချင်းကြီးတော့နေစရာစဉ်းစားလို့မရသေးဘူးစဉ်းစားစီစဉ်ပြီးရင်ជីကြီးများကိုလာခေါ်ပါမယ်ဘဝအကွေများစွာအနေဘဝတစ်ခွေတွင်ជីကြီးများကိုဤသို့ဤပုံဖြင့် တွေ့မြင်ရလိမ့်မည်ဟုလုံးဝမထင်မှတ်ခဲ့ပေ။တရက်ဆက်တလာ2012နေ့ကကျွန်တော်ဇနီးမွေးနေ့အထိမ်းမှတ်ဖြင့်တကုံအရှိမျိုးနဲ့ဆက်နှစ်ရွက်ွက်ရှိ စီစာရိတ်ဂီလာနာဘိုးဘွားများရိတ်သားတို့တွားရောက်၍စေဝါအဟာရတနေ့ဒါဒါနာပြုလုပ်ခဲ့သည်။စီကရှုပ်ထွေးမှုမရှိသေးသောရွက်ွက်တွင်နှစ်ထက်အစာအုပ်ကတစ်လွင်ငင်းကျင်းသည်။ အသက်အရွယ်အိုမင်း၍ကျဲမာရေးချုပ်တဲကခိုကိုရမဲ့နေသောဘိုးဘွားများကိုမိသားစုပုံစံဖြင့်ကျင်နာယူရမှုပေးရန်ရည်ရွယ်ဖွင့်လှစ်ထားသောရိတ်သားဖြစ်သည်ထိုရိတ်သားတွင် လူမျိုးပါတာမခွဲခြားပဲတာသမီးဆွေမျိုးမရှိသည့်ကျဲမာရေးချုပ်တဲနေသောဘိုးဘွားများကို၎င်းတာသမီးဆွေမျိုးရှိတော်လဲပြည့်စုစောက်ရှောက်နိုင်သည့်အခြေအနေမရှိသောဘိုးဘွားများကို၎င်းအသက်80နှစ်အထက်ဘိုးဘွားများကို၎င်း လက်ခံ၍စနစ်တကျပြုစုဆောက်ရှောက်ပေးသည်ကို တွေ့ရသည်ကျွန်တော်တို့ရောက်ရှိစဉ်ကအဖိုးဆောင်တွင် အဖိုး14ဦးအဖွားဆောင်ကတွင် အဖွား21ဦးနှင့် အဖွားဆောင်ခတွင် အဖွား10ဦးရှိပါသည်ဘိုးဘွားစုစုပေါင်း43ဦးကို ပြုစုဆောက်ရှောက်ထားသည်ဘူဘွားရီအတွက် အဟာရပြည့်ဝ၍တန်ရှင်းလက်ဆက်သောအစားအစာများကို စီမံကျွေးမွေးသည် သုံးဆောင်အဝတ်ထဲနှင်းနေရထိုင်ခင်းတို့ကိုတန်ရှင်းတက်ရစွာ ထားရှိသည်ဘိုးဘွားများ၏ဘာသာအလိုက်ကိုယ်ွယ်ပွားများ အားထုတ်မှုကို သူတို့၏ဆန္ဒအတိုင်းကုညီဆောင်ရွက်ပေးသည်ကို တွေ့ခဲ့ရသည်ရုံငယ်နေတွင်ကြပြတစ်ပုဒ်ကိုလည်းရေးချိတ်ထားသည်ကြပြဆရာမြေမှာလက်ရာမေတ္တာတကွန်ဖြစ်၍ကြပြအမြေမှာနာခိုချွေးသိစီစာရိတ်ဖြစ်သည် စီစာကညူအဖွားအုံငူပါနဲ့အာတဲမှာကွယ်ညနေချင်းဆိုအဖိုးအိုပြူချင်းငယ်တန်းတပါရဲ့အဖိုးအိုနဲ့အဖွားအိုပြူချင်းကိုမျောကတန်းလို့လွမ်းပါနေပြူပြူစင်ကဟန်မန်ပိုးကြံဖန်းကလှုပ်ရှားကျင်ဘက်ပါသားနဲ့သမီးတွေ့တွတ်တဲ့လို့အားထောက်ကျမ်းမအပြန်လန်းသည် တိတ်ဆိတ်ငိန်တက်လှသည် ကျွန်တော်တို့သည်အတွေးကိုစီဖြင့်လိုက်ပါလာကြသည်လန်းသည် ဖြောင့်သည့်ခါရှိသလို ကောက်သည့်ခါလည်းရှိသည် အတက်လန်းပေါ်သွားရသလိုအစင်းလန်းပေါ်တွင်လည်းသွားရသည်ချုံမွေညီညာသော အပိုင်းရှိသလိုဖုထစ်ချိုင်းွက်သော အပိုင်းလည်းရှိသည်ထို့ပြင်ခွေများစွာကိုလည်းတွေ့ခဲ့ကြရသည်လန်းစုံလန်းကွားသို့ရောက်သည်နှင့်မြည်သည့်ဘက်သို့ကိုွေမြည်ကိုကြိုတင်သိရှိပြင်ဆင်ထားရမည် ဂွေကိုမေးလျော်နေလင်းကြည်ကြည်မြကဲ့သို့ဒုက္ခကြုံရမည်ဟုဆင်ခြင်မိသည်ဘဝတကွေတွင်အနာကမလမပဖြစ်နေသောကြည်ကြည်မြကိုကျွန်တော်မည်သို့ကုညီရမည်နည်းမိကြီးဘက်သို့ကြွေရန်လမ်းညွှန်ရမည်နည်းစီစာရိတ်တွင်နားခိုချွေးသိရန်အကွေခံရမည်လောကိုယူကွန်2013မေ အဆုံးထိနာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်